။တခါတော့ကဘိုးတော်ဦးဝိုင်းလို့ခေါ်တဲ့ပရုံမင်းစီကိုတိန်ဒီဇော်ဝါကနေပြီးတော့မဲနဲ့ပြောင်းထောနေတဲ့ဆင်မဲကြီးတကောင်ကိုဆက်သားလိုက်တဲ့ဆင်ကြီးကတော်တော်အကောင်ကြီးကြီးထွားတော့။ရှင်ပင်ကဆင်ကြီးကြည့်ပြီးသဘောကျပြီးတော့ဆင်ဝင်နဲ့အမှုရမ်းနေတော့အဲမင်းတို့ဒီဆင်ကြီးကိုကြည့်ကြ ဆံပြူလက္ခဏာပါရလားလို့အဲ့ဒါကြည့်ပြီးမနက်ဖန်90ကိုတန်တော်ဦးတင်ရမယ်ဆိုပြီးတော့အမွင့်ချထားတယ်။ဆံပြေကလည်းဆံပြူဆက်တာတာသူကအင်မတန်ခံကျင်တယ်။သူဆက်ပြေဆက်တာတဲ့ဆံကြီးကိုသူကဆံပြူဖြစ်စေခြင်းတယ်။သူတော့ဆံပြူစတဲ့သဘောတဘာဝကတစ်ခုလုံးဖြူမှာမဟုတ်ဘူးနော်။ဒီလိုဆိုတော့လောကီကျမ်းဂန်တွေမှာသတ်မှတ်ထားတာကကြတော့ဆံပြူလက္ခဏာပါလို့ရှင်ဆံပြူစရင်းမှာစရင်းဝင်ပေါ်လေတကယ်ဆံပြူတော့မဟုတ်ဘူး။ဆံပြူတော့စရင်းမှာထည့်သွင်းလို့ရတယ်။အဲ့ဒါကိုရွေပြီးတော့ ပရုံမင်းကဆင်ဝနဆင်အင်္ဂါလက္ခဏာဖတ်တော့စင်ကြံဖတ်အမတ်အလိုပြောထားတယ်။နောက်တရကြတော့ဘုရင်ကနတ်တော်ဘကဆင်းလာပြီးတော့ဆင်ဝနအမတ်တွေကိုဘယ်လိုလဲမင်းတို့အဂရောမြတ်ရဲ့ဆင်ဟာဆင်ဖြူရဲ့လက္ခဏာပါရလား ဆင်းကအမကြီးကကြီးကြီးခေါင်းကကြီးကြီးဘယ်လိုကြီးကြီးမဲပြောင်းနဲ့ဆင်းမဲကြီးပဲဘယ်နေရာကမှမဖြူသလိုဆင်းပြူလက္ခဏာကလည်းမပါမပါတော့အိုးဟဲဟင်းနဲ့ဘာမှသူတို့မပြောတတ်ဘူးနော်ရှင်ပြန်သဘောကျအောင်စကားကိုလိပ်ပတ်လေအောင်မပြောတတ်ဘူးတကယ်လို့ဆင်းမဲကြီးပါလို့ပြောလိုက်လို့ရှင်လည်းပဲရှင်ပြန်ကသဘောကျမှာမဟုတ်ဘူးဒါနဲ့မရှိနိုင်မကင်နိုင်ဖြစ်နေတာမပြောတတ်ဘူး အဲ့ဒါကိုရှင်ဘုရင်ကလည်းမြင်ရင်တော့လက်စီပြက်ပြက်တာပြဖြစ်နေတာမြင်တော့သဘောပေါက်တယ်နဲ့တူပါတယ်။음ဒီလူတွေကတော့သိမှာမဟုတ်ပါဘူးဆိုပြီးတော့အဲ့ဒါမြဲဝဥမြတ်တယ်ဆိုတာရှိတယ်။ဟဲ့မြတ်တယ်သွား။ဘဝကပြရိုက်ဘောကပေါ်ဦးသွားခေါ်ကြည့်စမ်းဆိုပြီးတော့ဒါအတွင်းဝင်ဥပေါ်ဦးရောက်လာတော့ဟဲ့ပေါ်ဦးဆင်ကိုတိချာကြည့်စမ်းနင်မနားလည်ပါပဲ။ ်နေမနားလည်မှာပဲတော့မဆင်ငါလက္ခဏာကိုပတ်တယ်အဲ့ပညာတမျိုးတွေကိုပါရဂူမြောက်တက်ကျွမ်းထားတယ်နော်ဆင်ဝင်ကဘာမှမသိဘူးပဲဒါနေမသိမှာပဲအဲ့ဒါပတ်စံတိချာကြည်စားဆင်ပြူတော်လက္ခဏာများဘာများပါရလားငါဆင်ကြီးရဲ့ဝောဝါတောင်ကြီးမြောက်ကြီးပေါ်လေသူကကြည်ပြီးတော့အာအရှင်မင်းတရားဆင်ပြူလို့သာမှတ်လိုက်ပါတော့ဘာဖြစ်လို့တော့အရှင်မင်းကြီးရဲ့ဆင်ပြူတော်ဟာနောင်နှစ်60လောက်ကြာရင် ဖြူမဲ့ ဆင်မျိုးဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဆင်ပြူတော်ဆက်သခံနေတာအောက်မေ့ပါလို့ကြောက်လိုက်တော့မဲသဘောကြပေါ်ပေါ်ဥမာပဲသိပြီတယ်ဆိုရှင်မြန်ကသဘောတွေကြာပြန်ဝင်သွား။ဆင်ဝံပတ်တယ်လည်းပဲသူတို့စီရောက်တော့လည်းပြဿနာဥပ္ပိုလ်ဖြည့်ရှင်းပြလိုက်တဲ့ခါကျတော့သူတို့လည်းပဲအခက်အခဲကလုံမြောက်သွားတာပေါ့။အဲ့ဒါနဲ့ရှင်မြန်ကိစ္စပြီးသွားတော့မြင်းဝမင်းကြီးဥမျက်တယ်နဲ့အပြင်ဥပ္ပိုလ်လို့လက်ရောက်သားပြန်လာရင်လည်းလမ်းမှာဥမျက်တယ် 음ပြဒနာနဲ့ဥပ္ပဝုကေလို့တော်တော့တာပဲဒါနဲ့ဥပ္ပဝုတခုမေးမရစေအောင်နောင်နှစ်60ကြာလို့မှဒီဆင်ကြီးမဖြူရင်ဘယ်နဲ့လုံမတော့မြတ်တယ်တဲ့နဲ့အာရန်ကောဟဲ့နောင်နှစ်60ကြာမှတော့ဘယင်ကြီးကောရှိမလားဒီဆင်ကောရှိအောင်မလားငါတို့ကရှိအောင်မလားသူ့ဟာသူဖြူးဖြူးမဖြူးဖြူးအဲ့ဒါဘာကြီးလဲတော့ အေးရတာဆိုတော့ပြောချင်တာကနော်ဒီညမှာအစဉ်ပြောချင်တာဒီဇလန်းနဲ့ပြောပြတာတကားမဟုတ်ဘူးအစဉ်အကြောင်းရှိတယ်ရှင်ဘရင်ကသူကသူ့တိုင်းလည်းပဲဒါအကဲခတ်မိမှာပါစင်ပြူမဟုတ်နိုင်ဘူးဆိုတာနော်ဒါပေမဲ့လို့အဘောကသူကဖြစ်ချင်တာလေနော်တကယ်ရှိနေတဲ့အရှိတရားအနေထားကိုလက်မခံနိုင်ဘူးအဲ့ကြတော့သူ့ရဲ့အမှုတန်းတွေဒုက္ခဥစ္စာတော့တော်သိတာဘူးဥပေါ်ဦးလို့မျိုးစကားအပြောလဲလို့ဒါဆင်ဝိရန်ဆောင်စကားပြောနေခေါ်တယ် ကိုယ်စီကိုတဲ့တဲ့ရောက်လာတဲ့ပြဿနာကိုဝိပတ်ကိုရှောင်ပြီးတော့ခါတဲ့ပြောလိုက်တာနော်ပြဿနာကလွန်မြောက်သွားအောင်ပြောတာစကားပြောပညာတစ်မျိုးပဲအဲ့ဒါဒီနေ့ခေတ်နဲ့နေထားအဲ့ဒါသင်ခန်းစာကြည့်လို့ရတယ်နော်ဒီဘယင်ကအရှိတရားတကယ်ဖြစ်နေတကယ်ရှိနေတဲ့အခြေအနေကဆင်းကလုံးဝမဖြူတဲ့ဆင်ပြူလက္ခဏာဘာမှမပါတဲ့မဲနပြောင်ချောနေတဲ့ဆင်းဆိုတာကို तू က လက်မခံခြင်းပြဿနာအဲ့ဒါအစ်တရားတကယ်ရှိနေတဲ့လက်တွေအခြေအနေကိုလက်မခံနိုင်တဲ့အခါကျတော့ तू ဖြစ်ချင်တဲ့ဥစ္စာဖြစ်မှာမဖြစ်နိုင်တာပဲတကယ်ဖြူနေတာမှမဟုတ်တာနော်စင်ယူလက္ခဏာလည်းမပါဘူးဖုံးတော့ရင်တော့ဖြစ်ချင်ဖြစ်မှာဟောဒါစီတာမဖြစ်နိုင်တဲ့ဥစ္စာကိုဖြစ်ချင်တဲ့အခါကျတော့ तू များလည်းပဲဒုက္ခရောက်ရတာ तू ဖြစ်ချင်တာလည်းအမှန်တော့တကယ်မဖြစ်ဘူးပေါ့နော်ဒါဥပ္ပဝစကားပြောလဲလို့နှစ်သိမ့်တာတွေတစ်ခုပဲရှိတယ်အဲဒီနေ့ခေတ်လည်းပဲဦးဇနုအနေထားတွေလုံငယ်လေးတွေအားတရားထားဖို့လိုရယ်နော် ကိုလှုပ်ခြင်းနဲ့ဖြစ်ခြင်းနဲ့ဆိုတာကြီးလုပ်လို့မရဘူးလက်ရှိအရှိတရားလက်ရှိအနေအထားကအခြေအနေကခေတ်ကာလအနေအထားကိုယ့်ရဲ့အရည်အချင်းအနေအထားကိုယ့်ရဲ့အရှိတရားကိုယ်မှာရှိနေတဲ့အရည်အချင်းကိုယ့်ရဲ့ပတ်ဝန်းကျင်ရဲ့အနေအထားနော်အဲ့လိုအနေအထားတွေမှာကိုယ်ဖြစ်ခြင်းနဲ့ဥစ္စာကလက်ရှိရှိနေတဲ့အရှိတရားအနေအထားနဲ့ကပ်ညီမှုရှိရလား ဖြစ်ကောဖြစ်နိုင်သလားဆိုတာစဉ်းစားပြီးတော့လုပ်ဖို့လိုတယ်။တချို့လူငယ်လေးတွေကဖြစ်ချင်တာပဲရှိတယ်။မဖြစ်ချင်တာပဲရှိတယ်။ဖြစ်နိုင်ဤမဖြစ်နိုင်ဤဥပမာဆိုကြပါစို့ဥပမာပြောတာတော့မစနိုင်တာပေါ့။လုံးဝအတန်မကောင်းတဲ့လူကအစိုးတော်ဖြစ်ချင်တယ်ဆိုလို့ချင်း။သူ့ရဲ့တကယ်လက်ရှိအရှိတရားကအတန်ကလုံးဝမကောင်းဖြစ်ချင်တာကအစိုးတော်။အဲ့တော့သူရဲ့အစီတရားနဲ့သူဖြစ်ချင်တာနဲ့ကတော်တော်အလန့်กว่าเนาะတော်တော်အလန့်กว่า ဲ့လိုမျိုးပြောနေတာနော်သဘောကတကယ်ရှိနေတဲ့အရှိတရားကိုလက်ခံပြီးတော့အဲ့ဒီပုံမှာအခြေခံပြီးတော့ကိုယ်အနေထားနဲ့ဖြစ်နိုင်တဲ့အနေထားကိုစဉ်းစားပြီးတော့လုံမအောင်မြင်မှုဆိုတာရနိုင်တာမျိုးအဲ့လိုမစဉ်းစားဘဲနဲ့ဟိုမဖြစ်နိုင်တဲ့ဥစ္စာတွေကိုရှောက်တွေးပြီးလုံမယ်ဆိုရင်တော့ဘာအောင်မြင်မှုမှကြာမှာမဟုတ်တယ်လို့ဘဝမှာအာမခံချက်ရှိတဲ့လူငယ်တယောက်အဖြစ်တင့်တင့်တဲတဲအောင်မြင်တဲ့လူငယ်တယောက်အဖြစ်တင့်တင့်တဲတဲရက်တီနေနိုင်ဖို့ဆိုတာခရင်သွားလိုက်မယ်ပေါ့ဒါကြောင့် အရှိတရားပေါ်မှာအခြေခံပြီးဖြစ်နိုင်တဲ့အရာတွေကိုသာစဉ်းစားပြီးစူးစမ်းအထောက်အကြဖို့လိုတယ်။